တေချာလေးလက်မှတ်ပါနော်တယောက်ယောက်ကိုခိုင်းထားတယ်ဆိုတဲ့ပုံစံကိုထိုက်လို့ဘလို့တုံးလို့ရလဲပေါ့နော်ဥပမာအဖြစ်ကျွန်တော်သူ့ကိုအဝတ်လျှော်ခိုင်းထားတယ်ကျွန်တော်သူ့ကိုပကံစေးခိုင်းထားတယ်ကျွန်တော်သူ့ကိုအင်စာပို့ခိုင်းထားတယ်အဲ့လိုပုံစံကိုတေချာလေးတုံးတက်အောင်သင်ပေးမှာဖြစ်ပါတယ်ပေါ့နော်အရင်ဆုံးထိုက်လို့သူ့ရဲ့ patterns ကဘယ်လိုရှိလဲဆိုတာကိုကြည့်လိုက်ရအောင် ပထမဆုံးတလုံးကပြောတဲ့လူကိုအရင်ရေးမယ်ပေါ့နော်ပြောတဲ့လူကိုအရင်ရေးမယ်ရေးပြီးပြီဆိုတာနဲ့အနောက်မှာ chai hai ဆိုတဲ့စကားလုံးနဲ့တွဲမယ်နော် chai hai ဆိုတဲ့စကားလုံးရေးမယ်ပြီးတော့နောက်တစ်ခုကဒီကြားထဲမှာကွက်လက်လေးလာမယ်ပြီးတော့နောက်ဆုံးမှာ why ဆိုတဲ့စကားလုံးနဲ့ပိတ်မယ်ပြန်ပြောမယ်နော်ပြောတဲ့လူပြီးတော့ chai hai ပြီးတော့ကြားထဲမှာကွက်လက်အနားမှာ why ဆိုတဲ့စကားလုံးနဲ့သုံးမယ်အဲ့တော့ဒီကြားထဲကကွက်လက်မှာပါထည့်မှာလဲဆိုတော့ကျွန်တော်တို့ subject verb object တဘောကကိုကဘသူ့ကိုခိုင်းတာလဲအဲ့ဒီခိုင်းခံရတဲ့လူရဲ့ နာမည်ကိုရေးမယ်ပြီးတော့သူ့ကိုပါခိုင်းတာလဲเนาะသူ့ကိုခိုင်းတဲ့အရာကိုလည်းရေးမယ်ဥပမာနဲ့ပြမပူရှင်းပါလိမ့်မယ်เนาะပထမဆုံးတစ်ကြောင်းကြည့်မယ်ဥပမာအဖြစ်ကျွန်တော်သူ့ကိုပကံစေးခိုင်းထားတယ်လို့ပြောမယ်ဆိုရင်ဘယ်လိုပြောမှာလဲပေါ့เนาะပြောတဲ့လူကဘယ်သူလဲကျွန်တော်အဲ့တော့ကျွန်တော်ကိုအရင်ရေးမယ်ဖုံဟုတ်တယ်เนาะပြီးတော့နောက်တစ်ပါလာမှာလဲချိုင်ဟိုက်ผมใช้ให้ไปแล้วกวัดละมาก็ปะตู้โกค้านน่ะเลยสุดากูยี้เมปอเนาะปะตู้ค้านน่ะเลยตู้โกค้านน่ะเออตู้กะเขาตู้โกปาลุค้านน่ะเลย ပကံစေးခိုင်းတာပကံစေးတာကိုထိုင်လို့ဒီလန်းဂျာန်လို့တုံးနေပေါ့နော်လန်းဂျာန်ဆိုတာကပကံစေးတယ်ပြီးတော့နောက်ဆုံးမှာ why နဲ့ပိတ်လိုက်ရုံပဲအဲ့တော့ဘယ်လိုဖြစ်သွားမှာလဲผมใช้ให้เขาลังจานไว้จนตัวกูประกันซีคายทาเดสุดแต่เป็ดแต่ยาวตัวเลยยังไม่เนาะผมใช้ให้เขาล้างจานไว้นั่นตัวคู่จีเมนนั่นตัวคู่กับปาเลยสุดแล้วจนตัวกูอวุชอคายทาเดลูกเบียวยังเป็นลูกเบียวมาเลยปะเนาะเบียวเดลูกกับดูเลยจนจนก็เอ็นยิ้มเออผม နော်ပြီးတော့အနောက်မှာ chai hai ဆိုတဲ့စကားလုံးလာမယ်ဖုံ chai hai ပြီးတော့ဘသူကိုခိုင်းတာလဲသူ့ကိုခိုင်းတာသူကကြတော့ khao သူ့ကိုပါခိုင်းတာလဲဒီအဝှော်ဟာအဝှော်တာကိုထိုင်လို့စက်ဖာလို့တုံးတယ်เนาะအဲ့တော့ဖုံ chai hai khao စက်ဖာအနောက်မှာ wai ဆိုတဲ့စကားလုံးနဲ့ပြိမယ်ဖုံ chai hai khao စက်ဖာ wai ရမယ်เนาะနောက်ဆုံးတဲ့ကြောင်းကဆရာကကြောင်းသားကိုအိမ်စာလှုပ်ခိုင်းထားတယ်လို့ပြောရင်ဘယ်လိုပြောမှာလဲပေါ့เนาะအရင်ဆုံးပြောတဲ့လူကဘယ်သူလဲဆရာเนาะ crew chai hai ပြီးတော့ ဘယ်သူကိုလောက်ခိုင်းတာလဲចောင်းသားဒီကိုเนาะចောင်းသားကိုထိုက်လို့ nak rian လို့တုံးမယ်ကျောင်းသားကိုပါလောက်ခိုင်းတာလေအင်စာလောက်ခိုင်းတာအင်စာလောက်တာကိုထိုက်လို့ทําการบ้านလို့တုံးတယ် ทำการบ้านนำส่งมาไว้สุดแต่สกลงเน็ตไปเลยวยังไม่เราไปดูพิจารณาแล้วครูใช้ให้นักเรียนทำการบ้านไว้เนี่ยไหมเนาะครูใช้ให้นักเรียนทำการบ้านไว้ ติดตรงจังหววเปลี่ยนเปแม่เนาะผมใช้ให้เขาล้างจานไว้ ผมใช้ให้เขาซักผ้าไว้ ครูใช้ให้นักเรียนทำการบ้านไว้ตรงแต่ตัวแม่รู้ทีเนาะตีเนี่ยมาเนาะแท้ ပါပြောပြခြင်းလဲဆိုတော့ဒီ chain နဲ့ high ကလည်းနှလုံးစလုံးမတုံးခြင်းလဲရတယ်တလုံးပဲတုံးရင်လဲလုံလောက်တယ်ပေါ့เนาะဒီ chain ဆိုတဲ့စကလုံးကလည်း khai နဲ့နေရာကိုမှသူကနည်းနည်း level မြင့်နေပေါ့เนาะဒီအဲ khai နာနည်းနည်းအားပါတယ်ပေါ့เนาะလှုပ်ကိုလှုပ်ရမယ်ဆိုတဲ့ပုံစံမှာတွားလှုပ်ဆိုတဲ့ပုံစံနဲ့တက်ရောက်တယ်ပေါ့เนาะ chain ဆိုတာကလုံမကို khai နာเนาะ high ဆိုတဲ့စကလုံးကလည်း khai နာပဲတပင်းနည်းနည်းသူရဲ့ level ကနည်းနည်းနှိမ့်လာတယ်ပေါ့เนาะအဲ့တော့ကိုကဘယ်လိုလေးတွေတုံးလို့ရလဲဆိုတော့ပြန်ပြောမယ်เนาะ phom chai khao lang chan wai ผมใช้เขาทำการบ้านไว้ ผมใช้เขาซักผ้าไว้อลุเลตโตนยาตุลูผมให้เขาล้างจานไว้ ผมให้เขาซักผ้าไว้ ผมให้เขาทำการบ้านไว้อลุเลตโตนยาปาเลปโนตบกะให้ในไปตรงๆใช้ในไปตรงๆใช้ให้ในไปตรงๆกิซามิชิบาบู ရမယ်နော်အကေရွေးတိတ်မရှင်းသေးဘူးဆိုရင်နောက်တစ်ခါတော့ပြန်လာထောင်လိုက်ပါနော်အကေရွေးအဟကိုမှမရှင်းဘူးဆိုရင်တော့ comment မှာမေးထားလို့ရပါတယ်နော်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့မယ်ထိုက်ပါလာစကားကိုလုံးဝစနစ်တကျနဲ့အခြေခံကနေစပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကိုဆက်သွယ်လာလို့ရပါတယ်နော်အခြေခံကနေစရောစကားရောလေ့လာမှာဖြစ်ပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနော် from james sadi club